ငရင်ဘေးအလုံးမြမစီဝါရေးပြည်လဲကုစားခြင်းနဲ့ပြည်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲကိုမေလ31ရက်နေ့ကနေပြည်တော်ရှိမင်္ဂလာသီးဟိုတယ်မှာဆက်လက်ကျင်းပရာပြည်ချိုင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမောင်မောင်ကအောင်က နိုင်ငံတော်အကြီးအကဲအနေနဲ့နိုင်ငံအကျိုးအတွက်အားလုံးဝဝဆွေးနွေးပေးကြတဲ့အခုဆွေးနွေးပွဲရလဒ်များကို အလေးထားပါကြောင်းဆွေးနွေးပွဲမှာဝဝဆွေးနွေးတဲ့ဆွေးနွေးချက်များဟာဂျိနတ်အားရပွဲကောင်းပြီးစီးပွားရေးကဏ္ဍအတွက်သာမကနိုင်ငံရေးအတွက်ပါအကျိုးရှိစေနိုင်တဲ့ဆွေးနွေးမှုများဖြစ်ခဲ့ပါကြောင်းဆွေးနွေးမှုများကနေတက်စင်ရောက်ရှိလာတဲ့ရလဒ်များကိုနိုင်ငံတော်အကြီးအကဲထံတင်ပြ၍နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်အကောင့်ထေပေါ်ဆောင်ရွက်တော်မှာဖြစ်ကြောင်းအခုလိုဆွေးနွေးရမှာဌာနဆိုင်ရာများအနေနဲ့မူဝါဒ များကိုတင်ပြခြင်းထက်နိုင်ငံအတွက်ဆောင်ရွက်သင့်တာများကိုဦးစားပေးဆွေးနွေးစီလိုကြောင်းတရောင်လာတဲ့သူများအားလုံးကလည်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပွင့်ပွင့်လင်းလင်းဝမ်းဝအပြေရှားဆွေးနွေးပေးစီလိုကြောင်းပြောကြားပါသည်။ အဲ့နောက်ဇီဝရင်းနဲ့ကုတန်ရဝယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးထွန်းအောင်ကမေလ30ရက်နေ့ကဆွေးနွေးကြံများကိုစုစည်းပြီးမေလ31ရက်နေ့ကဆက်လက်ဆွေးနွေးရမှာကောင်းမွန်တဲ့ရလဒ်များထွက်ပေါ်လာမည်ဟုယုံကြည်ကြောင်းအခုလိုဆွေးနွေးရမှာငရင်အပြည့်ဖြစ်ပေါ်လာမယ်ပြည်တွင်းပြည်ပစီးပွားရေးစည်းကမ်းနဲ့ကုန်သွယ်မှုကိုနိုင်ငံရဲ့ပထဝီနိုင်ငံရှိပထဝီစီးပွားရေးအခင်းအကျင်းများနဲ့ချိန်ထိုးကလက်တွေ့ကြတဲ့အပြည့်ရှာဆွေးနွေးမှုများဖြစ်စေလိုကြောင်းပို့ကောင်နှံစာတုံးမြင့်ဆောင်ရွက်နိုင်ရေးအတွက်အစိုးရပုဂ္ဂလိကပူးပေါင်း ောင်ရွေလေယာတာငါဆက်မှုနဲ့ခရီးသွားကဏ္ဍများကိုဆောင်ရွက်လျက်ရှိကြောင်းဒါအပြင်မိမိတို့ဝင်ကြီးဌာနအနေနဲ့အမျိုးသားပို့ကောမဟာဗျူဟာ2020ကျောင်း2030ကိုရေးဆွဲလျက်ရှိကြောင်းပြောကြားပါသည် အဲ့ဒီနောက်ပထမနေ့ဆွေးနွေးပွဲမှာရရှိလာတဲ့ဆွေးနွေးချက်များအပေါ်မြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မှဒရိုက်တာဒေါက်တာဇော်ဦးကအနေချုပ်သုံးသက်ဆွေးနွေးရမှာငရင်ဘေးတင်ဒေတာများကွန်ထရောလမှုကဏ္ဍနဲ့အခြေခံအဆောက်အုံဆိုတဲ့ကဏ္ဍသုံးရဲ့အပေါ်အခြေခံရွေးဆောင်ရွက်သွားတဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဦးစားပေးသတ်မှတ်ချက်နဲ့ရေးတိုးဆောင်ရွက်ရမယ့်ကိစ္စရပ်များရလဘဟုပြုအကောင့်ထဲဖော်ရေးတို့နဲ့ဆက်လင်၍အသေးစိတ်စူးစီးရှင်းလင်းတင်ပြပါပါတယ်။ ဆက်လက်ပြီးသကားဝိုင်းဆွေးနွေးခြင်းအစီအစဉ်ကိုကျင်းပရာတဘာပတိအဖြစ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စမှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဝေဝင်းနှင့်မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှဒရိုက်တာဒေါက်တာဇော်ဦးတို့ကပူတွဲဆောင်ရွက်ပြီးတရောက်လာကြတဲ့သူများကလက်တွေ့ဆောင်ရွက်သွားမည်ပူတွဲဆန်စစ်မှုဆိုင်ရာလုပ်ငန်းများအစိုးရပုဂ္ဂလိကပူပေါင်းဆောင်ရွက်မှုလုပ်ငန်းများထေသာမြင့်သားရှိမည်ရှေးဥရလည်းများပြန်လေထူထောင်ရေးညီလာခံပြန်လေထူထောင်ရေးအစီအစဉ်များကိုအသေးစိတ်ဝမ်းဝွှင်ဆွေးနွေးပါသည် အဲဒီနောက်ပြည်တော်စုဝင်ကြီးဥမမအောင်ကညီကုန်းချုပ်အမစကားပြောကြားခဲ့ပါတယ်ရှင်။